ကံတခုတည်းကအကျိုးပေးတယ်ကံတခုတည်းကဆုံးဖြတ်တယ်လို့လည်းအစွန်ရောက်တဲ့ကမ္မဝါဒကိုလည်းမခံရဘူးအစွန်ရောက်တဲ့ကမ္မဝါဒဆိုတာပုပ္ပိကတဟေတုဒိဋ္ဌိလို့ခေါ်တယ်ဘာပဲလှုပ်လှုပ်ဒီဘွားကြုံရတာဟေးတိတ်ခလှုပ်ခဲလို့ညမာတွေပြောနေတယ်ကိုကံပဲကံပဲနဲ့ဟုတ်ကံကြီးလည်းပုံမချရဘူးကံဆိုတာအကြောင်းတစ်ခုသာလင်းဖြစ်တယ်ဂျန္တာတွေကအများကြီးလှုပ်လှုပ်ရတာတွေအများကြီးရှိတယ်နော် ်တချို့ကကန်ချပြီးတော့ဘာမှကိုမလုပ်ဖဲနဲ့နေတဲ့လူမျိုးကလည်းရှိသေးတယ်အဲ့ဒါကြတော့မှားတယ်အဲ့ဒါမိစ္ဆာယူဝါဒလို့ခေါ်တယ်ပုပ္ပေကတဟိတုဒိဋ္ဌိသူကဘယ်လိုယူဆတော့ဆိုရင် fidelism လို့ဟာမျိုးပေါ့ဘယ်ရာပဲဖြစ်ဖြစ်ကံကအဆုံးဖြတ်ပေးတယ်မဒီဘဝဖြစ်လာတာလည်းကံဆင်းရဲတာလည်းကံပဲငါဘာမှလုပ်လို့မရဘူးတိတ်ဘဝကကံကြောင့်ဖြစ်တာဒီဘဝကြုံရတွေ့တဲ့မြတ်တွေအကုန်လုံးကကံကြောင့်ဖြစ်တာလို့ယုံကြည်လို့ရှိရင်ပုပ္ပေကတဟိတုဒိဋ္ဌိတဲ့ အဲ့ဒီအယူဆတရားဝင်သွားလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာကြီးပွားတုတ်တဲ့ရေးလမ်းပိတ်သွားတာဘုရားရဲ့ကမ္မဝါဒနဲ့လည်းမညီဘူးအဲ့ဒါမိစ္ဆာအယူဝါဒတစ်မျိုးဖြစ်သွားတယ်ကံနဲ့ပတ်သက်ပြီးတော့ကံကိုလက်ခံတိုင်းတမာဒိဋ္ဌိမဖြစ်ဘူးနော်မှန်ပါဗျာမှန်ကန်နဲ့လမ်းကြောင်းနဲ့လက်ခံမှုလို့တယ်တခါတော့ကအဲ့ဒီပုပ္ပေကတာဟိတုဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့တိဝကဆိုတဲ့ပရပိုက်ကြီးကမြတ်စွာဘုရားစီလာရှင်ပြားတဲ့တချို့ကဟောလိပြောလိရှိတယ်တဲ့ ဒီဘဝမှာဒုက္ခဒုက္ခတွေ့ကြုံခံစားရသည်များအတိတ်ကလုတ်ခဲလို့လို့အတိတ်ကလုတ်ခဲတဲ့ခံကြောင်းလို့ပြောကြတယ်ဗျာတဲ့ဒီချက်ရောအရှင်ဘုရားဘယ်လိုပြောမလို့လို့ဆိုတော့မြတ်စွာဘုရားကတိဝကအရမင်းမဲ့စဉ်းစားကြည့်ပေါ်တဲ့နော်လောကမှာကိုယ်လက်တွေ့မြင်ရတဲ့အကြောင်းတရားတွေအများကြီးရှိတယ်ဥပမာမဲ့ယောဂဖြစ်တာတိကျကြောင်းဖြစ်တာရှိတယ်အေးတဲ့ထွက်လို့နှာစည်းချောင်းစိုးဖြစ်တာရှိတယ် အပူမီးလို့ဖြားတာရှိတယ်။အမျိုးမျိုးရှိတဲ့တန်းနဲ့ဖြားတာတွေဟာအကုန်လုံးချောင်းဆိုးတာလည်းပဲကန်ရောက်မယ်။ဖြားတာလည်းကန်ရောက်မယ်လို့ဒီလိုပြောရင်လက်တွေ့ကိုညှင်းပယ်ရရောက်တာပေါ့တဲ့။ကန်ဆိုးတာအကြောင်းတစ်ခုပဲတဲ့။ဟောကန်ဆိုးတာအကြောင်းတစ်ခု။ဒီလူကချောင်းဆိုးပြီးတော့အေးပတ်တာအေးတဲ့ထွက်လို့လေသူ။အကွယ်မလုံးလို့ဖြစ်တာပေါ့။အပူတွေသွားလို့သူအဖျားဝင်တာပေါ့။ဟောမတဲတာတွေစားလို့သွေးတိုးတာတွေဖြစ်တာပေါ့။ ရှိကျိုရှိမှန်းတရားတဲ့တရားတွေအချိုတွေနင်းကန်စားလို့ဖြစ်တာပေါ့ဒါပစ္စုပန်ကံနဲ့ပါဆိုင်လေဒါမြတ်စွာဘုရားကတကယ်ကိုလက်တွေ့သမားနော်လက်တွေ့ကြကြအဲ့တော့အကြောင်းကံတစ်ခုတည်းလို့မယူဆရဘူးအကြောင်းนี่အများကြီးရှိခုနတရေပင်လေးအပင်ပေါက်တာပဲကြည့်တရေစီကအကြောင်းတစ်ခုပဲသူတစ်ခုတည်းနဲ့ဘာမှမဖြစ်ဘူးမြေနဲ့ရေနဲ့ပေါင်းမှဖြစ်တယ် အဲ့ဒါလိုပဲအကြောင်းတရားဆိုတာအများကြီးရှိတယ်လို့လက်ခံရမယ်။ဘာဖြစ်ဖြစ်ကန့်ကြောင်ဆိုတဲ့ဟာလက်ခံရအောင်အကြောင်းမရှိဘူး။